ဆက်စီတင်ကိုအပိနေကြရဘရာသားညီကိုပြိတ္တတွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခါကြောင်းပါစေလို့ဥစ္စာပရမနှုတ်ခွန်းဆက်တာလိုက်ပါရယ်ဒီကနေ့မနက်ခင်းအတွက်ချက်စီတဲ့အကြောင်းအရာလေးတွေကိုဒီဗလင်းမှာတစူတစီတဲ့စူးစီးဖော်ပြတင်ဆက်ပေးတော့မှာဖြစ်ပါရယ်ခင်ဗျာပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့မနေ့ညကသတင်းတွေထွက်ခဲ့တဲ့ Emmy Martinez ပေါ့နော်ဆိုတော့ Martinez နဲ့ပတ်သက်ပြီးတော့အခု update news ရဆိုလို့ရှိရင်အဲချက်စီတင်းကဒီကစားသမားအပေါ်မှာစိတ်ဝင်စားမှုရှိပေမဲ့အဲ transfer လမ်းကြောင်းတဲတိသွားဖို့ဆိုတာကတော့လက်ရှိချိန်မှာအလံဝေးနေသေးတယ်လို့ report တွေကပြန်ပြီးဆိုလာပြန်တယ်ပြောချင်တာကကစားသမားရဲ့အတွေ့အကြုံဒီ Premier League တွေ့ကြုံနဲ့ရှိတယ်ဝါရင်ကိုသမားတယောက်အနေနဲ့ Chelsea သင်းသဘောကျတဲ့ကစားသမားတိုက်မျိုးတွေမှာပါတယ်နီးပြားကလည်းအာကြိုက်တယ်ပေါ့နော်ညပြလည်းကြိုက်တယ်သူ့ရဲ့လက်ထောက်ညပြကလည်းမီးစိမ်ပြတယ်ဆိုတဲ့အထားမျိုးဖြစ်တော်ညာလည်းပဲအသင်းအနေနဲ့ကတော့ Emily Martinez ကို ဒါဒီ transformer ပူတပြင်းခေါ်ယူဖို့ဆိုတာမျိုးကတော့ဒါတေချာစဉ်းစားပြီးမှပဲဖြစ်လာနိုင်တဲ့ကိစ္စတစ်ခုလို့သိရပါတယ်ဆိုတော့ martinez ရဲ့အခြေအနေတွေကတော့ကျွန်တော်တို့ဆက်လက်ပြီးစောင့်ကြည့်အောင်ပါတပတ်ပါတော့နမေကျော်အာကစားသတင်းတောက် fabrizio romano ရဲ့ဖော်ပြချက်တွေပေါ့နော် ဟာပရီဇီယိုတော့ဖြစ်တယ်။ဆိုတော့အဲ့မှာကျွန်တော်ပြောပြချင်တာကဗနမတ်1အချက်ကတော့ကျွန်တော်တို့ရဲ့အဲချက်စီတင်တာဂတ်ထားနေတဲ့တောင်ပံကစားသမားတအုပ်ဖြစ်တဲ့ရာအိုပက်ထရိုပေါ့နော်။ရာအိုပက်ထရိုနဲ့ပတ်သက်ပြီးတော့ဖာဘရီဇီယိုရိုမာနိုပြောခဲ့တာကခမရတို့အနေနဲ့တဲ့ချက်စီအသင်းကရာအိုပက်ထရိုကိုစိတ်ဝင်စားခဲ့တယ်ဆိုတာကိုမေ့နေပြီလားတဲ့။အဲ့ဒီစိတ်ဝင်စားမှုကလည်းတဲ့အခုချိန်ထိချက်စီတင်ဟာဆက်လက်ပြီးထားရှိနေစေဖြစ်တယ်တဲ့။ရာအိုပက်ထရိုဟာဆိုလို့ရှိရင်ချက်စီအသင်းသဘောကျနှိမ့်ချပြီးတော့သူတို့ရဲ့ပလန်သူတို့ရဲ့ play style မှာဆိုလို့ရှိရင်လည်း ကိုင်းညီမဲ့ကစားသမားတို့လိုယုံကြည်သလိုတချို့သောအပိုင်းတွေမှာလည်းချက်စီးတင်လိုချင်တဲ့အချက်တွေပေါ်မှာရာဟုပက်ထရိုဟာတက်တည်ပြပြီးသားကစားသမားတို့ဖြစ်တယ်လို့ချက်စီးတင်မကယုံကြည်နေတယ်။ဒါကြောင့်မလို့ဒီရာဟုပက်ထရိုနဲ့ပတ်သက်လို့ရှိရင်ချက်စီးတင်ရဲ့စောင့်ကြည့်မှုတွေလုံဆောင်ချက်တွေဟာဆက်လက်ပြီးတော့ကျွန်တော်တို့ဟိုဒီကြားထဲမှာဆိုလို့ရှိရင်ဒါအတန်မထွက်တော့ညာလဲပဲပေါ့နော်ချက်စီးတင်ကဆက်လက်ပြီးတော့ရာဟုပက်ထရိုနဲ့ပတ်သက်ပြီးလုံဆောင်နေစေအနေထားမျိုးမှာဖြစ်တယ်လို့ကျွန်တော်လည်းနားလည်ထားတာပဲဖြစ်ပါတယ်။ဆိုတော့ဒါကရာဟုပက်ထရိုနဲ့ပတ်သက်တဲ့အခြေအနေပါ။ဆိုတော့ ဟုတ်တယ်ဗျာကျွန်တော်တန်ကတော့ဒီကြားထဲမှာနှစ်ပတ်လောက်ရှိပြီးညင်းနေရဒါပေမဲ့ Chelsea တစ်စိတ်ဝင်စားခဲ့တဲ့တိုက်စစ်ကစားသမားတူဖြစ်ပါတယ်ဆိုတော့ဒါလည်းကျွန်တော်တို့စောင့်ကြည့်ရမယ်အထက်မှာပါပါတယ်တစ်ဖက်မှာတော့ကျွန်တော်တို့ရဲ့တောင်မှကစားသမားဖြစ်သူ Nonni Madugi နဲ့ပတ်သက်ပြီးတော့လေ Fabrizio Romano ရဲ့ပြောကြားချက်အရာဆိုရင် Madugi ဟာလက်ရှိသူ့ရဲ့ skill အရာဒါ Chelsea တင်းမှာအတော့ဝင်နေကစားသမားတူဦးဖြစ်တယ်လို့ Chelsea တင်းကလက်ခံထားတယ်နောက်ပြီးတော့ Enzo Maresca ရဲ့ rotation system မှာဆိုလို့ရှိရင်လေ Madugi ဟာ ဟို choice player တယောက်ဖြစ်တယ်ပေါ့ဗျာဆိုတော့ Chelsea အသင်းအတွက်ကမာဒူဂီကအသုံးမလိုတော့တာမဟုတ်ဘူးအခုချိန်ထိရောလာမယ့်ရာသီအတွက်ရောမာဒူဂီဟာ Chelsea အသင်းအတွက်အသုံးဝင်စဲ player တယောက်အဖြစ် Chelsea အသင်းကရှုမြင်နေပေါ့နော်သို့တော်လည်းပဲအပြောင်းရွှေ့မလုပ်ဘူးဆိုတဲ့အနေအထားမျိုးမှာတော့ယက်တည်နေတာမဟုတ်ဘူး not for sale ဆိုတဲ့ပုံစံမျိုးမှာတော့ Chelsea အသင်းကယက်တည်နေတာမျိုးမဟုတ်ဘူးလို့သိရပြီးတော့အထူးသဖြင့်တော့ဒါကျွန်တော်တို့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ Arsenal အသင်းရဲ့ဒီ discussion တွေကဘလို့လာမလဲဆိုတဲ့ပုံမူတည်ပြီးတော့ ချက်စီးတင်ကဆုံးဖြတ်သွားနိုင်တဲ့အနေအထားမျိုးမှာရှိနေတယ်လို့ကျွန်တော်တို့လည်းနားလည်ထားတာပဲဖြစ်တယ်။ဆိုတော့မာရူဂီရဲ့အခြေအနေကချက်စီးတင်ကလုံးဝ transfer ကို close လုပ်ထားတာမဟုတ်ဘူး။ဒါပေမဲ့အဲ့ဒါဒီချက်စီးတင်မှာဒီကစားသမားအတုံးဝင်တော့လို့မဟုတ်ဘူး။နော်ဆက်ရှိမယ်ဆိုလို့ရှိရင်လည်းချက်စီးတင်အတွက်ဒီကစားသမားဟာတုံးလို့ရတဲ့ player တယောက်လို့ချက်စီးတင်ကယူဆတယ်လို့အာဆင်နယ်ဘက်ကကန်နာနဲ့ကလန်ချက်တွေကလည်းစိတ်ဝင်စားစရာကောင်းမယ်ဆိုလို့ချက်စီးတင်ကလက်ခံစဉ်းစားသွားမယ်ဆိုတော့အဲကျွန်တော်တို့အခြေအနေပေါ့နော် အနေထားတရက်မှာရက်တည်နေရလို့ကျွန်တော်ပြောလို့ရတာပဲဖြစ်ပါတယ်ဆိုတော့နောက်ဆုံး Sky News ရဲ့ဖော်ပြချက်ကလေးကိုတင်ပြချင်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ပြစ်မှတ်တူဖြစ်တဲ့ကျွန်တော်တို့ရာမဲကတ်တင်မှာရာမဲကတ်တင်နဲ့ပတ်သက်ပြီးတော့လက်ရှိမှာ Chelsea တင်းနဲ့ Dortmund ကြားသဘောတူညီမှုရရှိဖို့အတွက်အတော်လေးကိုနီးစပ်တဲ့အနေအထားမျိုးမှာရောက်ရှိနေပြီလို့ကျွန်တော်အနေနဲ့သိရပါတယ်ဒီပေါ့နော်အဲဆွေးနွေးတာကအခုဒါတော်တော်လေးတလားလောက်ဝင်းကျင်လောက်တောင်ရှိနေပြီ ပထမကမ်းလှမ်းချက်ကိုတော့ပယ်ချတယ်ဒါပေမဲ့နောက်ပိုင်းမှာပထမကမ်းလှမ်းချက်မှာတည်းကချို့သောအခြေခံ basic တွေကအဆင်ပြေပြီးသားအနေအထားမျိုးမှာဖြစ်တဲ့အတော့ပေါ့နော်ဒါအခုလက်ရှိအချိန်မှာတော့ရမယ့်ကတင်ဟာချက်စီးတင်ရရှိဖို့နိစ္စနေကစားသမားတို့ဖြစ်ပါကြောင်းတင်ဆက်ရင်းနဲ့ဒီ video ကိုတော့ဒီမှာပဲရနာအဆုံးသတ်ခွင့်ပြုပါခင်ဗျာအားလုံးပဲ see you next video ပါ